ိုင်းဖျားဂန်ခီတဲ့ဒီမနူဟာဖျားမှထွက်လာခဲ့သည်မနူဟာဖျားရှေ့ဘက်၌မနူဟာចောင်းဝင်းရှိသည်မနူဟာចောင်းဝင်းကိုဖျက်သွားသောအခါမနူဟာចောင်းဖေး၌ဂန်ဖျားကိုတွေ့ရသည်ဒေါ်ထာမင်းကြီးသည်တထုံပြည်သို့တွားရောက်တိုက်ခတ်လျက်နိုင်ရသောအခါတထုံပြည်ရှင်မနူဟာမင်းကြီးကိုတုံပန်းဖြင့်ပကန်းသို့ဖမ်းဆီးခေါ်ဆောင်လာပြီးလေပကန်း၌အကျဲကျုံနှင့်ထားသည်နန်းဖျားသည်မနူဟာမင်းကြီးနေခဲ့သောနေရာ၌တီထားကိုးကွယ်သောဖျားဖြစ်၍နန်းဖျားအမိတွင်နေခြင်းဖြစ်သည် တကယ်၍ညံဖျားသည်မနူဝမင်းကြီးကျင်းသားဘွားဖြစ်နေခဲ့သော နေရာ၌တည်ခဲ့သောဖျားအမှန်ဖြစ်လေမနူဝမင်းကြီးနေသောနေရာနှင့်မနူဝမင်းကြီးတည်သောမနူဝဖျား၏နေရာမှာအခေါ်လောက်သာဝေးတော်မူဖြစ်သည်ညံဖျားကိုလည်းမနူဝမင်းကြီးပင်တည်သည်ဟုတမိုင်းဆရာတချို့ကဆိုသည်မနူဝမင်းကြီးသည်ပကံပြည်သို့တုံမှန်အဖြစ်ရောက်လာစကားအစုံတစ်ခုသောအတိုင်းအတာအထိလွတ်လပ်မှုရှိပုံရသေးသည်ထို့ကြောင့်မနူဝဖျားကိုတည်သည့်အပြင်မိမိနေထိုင်သောနေရာ၌လည်းနန်းဆန်ဆန်ဖျားတစုကိုတည်သည် ။လမ်းဖြားတွင်း၌ညာစာပလင်ခန်းလိုခန်းမျိုးရှိသည်ကိုတွေ့ရသည်။ခြေခက်ကမြမပင်ချို့ဘုရားပထိုးတည်သောအခါစိတ်ကူးမြည်တို့ရှိသည်မသိ။ဘူတွင်း၌ညာစာပလင်ခန်းဆန်းဆန်းတိဆောက်ထားသည်ကိုတွေ့ရသည်။ဒခန်ပြည်နယ်မြို့ဟောင်းရှိရှစ်တောင်းဖျားသွားရောက်စဉ်ကလည်းရှစ်တောင်းဖျားတွင်း၌ရဲတိုက်လိုလိုထီးနှံလိုလိုခန်းမျိုးကိုတွေ့ရသည်။ရန်သူနှင့်ရှင်ပြန်တိုက်ခတ်ရသည့်အခါခြေမလှဖြစ်လာလေခိုလုံးမှုယူနိုင်သည်ဟူသောအတွေးဖြင့် ဘူဖျားတွင်း၌နန်းဆန်ဆန်ပုံတရံမျိုးပေါ်ထားကြသလားမပြောတတ်။ငင်းဝါရှိမဲနူးအုပ်ချောင်းရောက်သွားစဉ်ကလည်းအုပ်ချောင်းကြီးအတွင်းဘက်အနေထားကိုကြည့်သည့်အခါရင်းကဲ့သို့သောသွေးမျိုးပေါ်ပေါက်လာသည်။တမန်ဆရာချုပ်ကမူနန်းဖျားကိုမနူဟာမင်းကြီးအမည်နာဂတမန်တည်သည်ဟုဆိုကြသည်။နာဂတမန်ကိုပင်တချို့ကမနူဟာ၏မြစ်ဟူ၍၎င်းတချို့ကမြေဟူ၍၎င်းဆိုကြသည်။ကန်ဆက်သား၏သမီးတော်ရွှေရင်တန်းနှင့်လက်ထက်ထိန်များသောမုံမျိုးနှင့်ဘရင်သားတော်အတဝဓမ္မ၏သားတော်ဖြစ်၍ နာဂသမန်ယာဇတကံသည်မနုဟာဤမြေဖြစ်သည်ဟုဆိုလိုခြင်းသည်ပို၍အိဗယ်ရှိသည်နာဂသမန်ရွှင်တဲတို့နှင့်ပတ်သက်၍ဒန္နာဤဆန်သောအဆိုတရရှိသည်ယင်းမှာဤတို့ဖြစ်သည်ရိခယာမင်းသားသည်ရွှင်တဲနှင့်လက်ထပ်ထိမ်းများလိုသည်ဘုမများကမတင်ရောကြောင်းကျန်စစ်သားမင်းအားရှောက်ထားကြသောအခါကျန်စစ်သားသည်အမီတော်ရွှေရင်တဲကိုဆောလုမိတားတော်ဆောယုံနဲ့လက်ထပ်ထိမ်းများပေးလိုက်သည်ဗရိခယမင်းသားသည့ ဗရရှင်လုံးပိုင်ရှင်ဖြစ်၍ဗရရှင်လုံးငုံပြီးလင်ခေါင်းကင်ခရီးဖြစ်လာရာခေါင်းကင်၌ဇံပြန်ကြွသောရှင်အရန်နှင့်တွေ့သည်ရှင်အရန်သည်ရွှေရင်တန်းနှင့်စောယုံလက်ထက်သည့်အကြောင်းပြောပြလိုက်ရာဗရိတ်ဖျားသည်အိုးဟုအတန်ထွက်သွားပြီးဟသွားသောပါဇက်ထဲမှဗရရှင်လုံးထွက်ကြသွားသည်ထို့အခါမိုးမပြန်နိုင်တော့ပဲမြေပေါ်ကျပြီးသေဆုံးသွားသည်ကျွင်တန်နှင့်စောယုံတို့မှမွေးလာသောလောင်းစီသူသည်ဂရိကရာဝင်စားသူဖြစ်သည်။ယင်းဆိုမှဒန္နာယီဆံလုံးသည် န္တာဤတဲကရှင်ရန်ကိုပါဆွဲထည်ထားသည်ရဟန္တာဟုပင်တမုတ်ချင်းခံရသောရှင်ရန်သည်ရင်းကဲ့သို့သောရှုပ်ရှုပ်ရှက်ရှက်လောကီလူမှုရေးကိစ္စများတွင်ဝင်ရောက်ဆွတ်ဖက်မိဟုမထင်ပေအမိုင်းသူတဲသည်တချို့၏အဆိုမှမူတစ်မျိုးဖြစ်သည်ဂျန်စတာသည်သမီးတော်ရွှေရင်တဲကိုဆောလုမီသားဆောယွန်းနှင့်လက်ဆက်ပေးခြင်းမဟုတ်ပေမနူဟာ၏မြေတော်နာဂသမန်းနှင့်သာလက်ဆက်ပေးခြင်းဖြစ်သည်နူဟာမဲတွင်သူ့သမရစ်အမည်ရှိတားတော်တစ်ပါးရှိသည်သူသမရစ်သည်အတဝုဒ်အမအမည်ရှိတားတော်တစ်ပါးပွားမြင်သည် ်နာဂသမန်းသည်အတဝုထမ၏တားတော်ဖြစ်သည်။တောင်စီသူမင်းကြီးသည်နာဂသမန်းနှင့်ရွှေရင်တဲတို့မှမွေးဖွားသောတားတော်ဖြစ်သည်။အကယ်၍ယင်ဤဥစသာမှန်ပြီဆိုပါကတောင်စီသူမင်းကြီးသည်ပကံခဲ့မောမြမာစီးလုံးညီညွတ်မှု၏ရုပ်လုံးရုပ်တွင်ဖြစ်နေပေလိမ့်မည်။ရသသားမင်းသည်နော်ရထမင်းကြီးစာပြိုးလာခဲ့သောခိုင်မာတောင်တဲသည့်မြန်မာနိုင်ငံတော်တည်ဆောက်မှုကိုဆက်လက်အင်တိုက်အားထားအကောင့်ထဲပေါ်သူဖြစ်သည်။ဒီချိန်ကတောင်တဲခိုင်မာသောမြန်မာနိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးကြီးဆုံးမှာမွန်မြန်မာသွေးစိညညွရေးဖြစ်သည်ထို့ကြောင့်သမီးတော်ရွှေရင်တဲအားနာဂတမန်းနှင့်လက်ထပ်ပေးသည်ဟူသောတမိုင်းသူတွေသည်ဤအဆိုမှာဂျိုးချောင်းစင်ကြယ်မှုနှင့်ပြည်စုံညညွသည်ဟုဆိုရမည်နန်းဖျားဤပနတ်ပုံစံမှာ၄တောင်ဆက်ဆက်ဖြစ်သည်ခြေဘက်မုန်းလှဲ့အာယုံကန်ရှိသောဂူဖျားဖြစ်သည်ကိုယ်ပိုင်ပုံစံဖြင့်တိဆောက်ထားခြင်းဖြစ်၍ပကံဖျားများတဲ့တွင်အမှုဖူးကြနေသည်အပြင်မျက်နှာအလုံးတွင်ကြောက်ချက်များစီထားသည်ရင်းကဲ့သို့အပြင်ဘက်၌ကြောက်ချက်စီထားသော ဖះပထိုးများမှာမကန်တွင်နှစ်စုတည်းသာကျန်တော့သည်တစုမှာယခုနန်းဖះဖြစ်ပြီးအခြားတစုမှာကြောက်ကိုဥမင်ဖြစ်သည်နန်းဖះအပြင်ဘက်၌အင်္ဂရေလန်ပြုတ်လုထားသည်ထိုလန်အတိုင်းဖះကိုပတ်ကြည့်သည်ဗကန်ခေကြောက်စစ်အမှုပညာလက်ရာများကိုတအံတော်တွေ့ရသည်ဘလူပန်ဆွဲအောက်ခြေပန်းပန်းအိုးနှက်ရုပ်ဟင်းသားရုပ်စသောကြောက်စစ်လက်ရာများသည်နှစ်ပေါင်း890ကြာသည့်တာဆံမပြတ်ရာသီဥတုဒ္ဒခံရရတော့လဲ ပကံခေကြောက်စစ်အမှုပညာလက်ရာပြောင်မြောက်ပုံကိုယခုထပ်တိုင်ပဲပေါ်ပြနေတော့ပဲရှိသေးသည်။နန်းဖြားတွင်ဝင်ကြည့်သည်။ကိုရင်း၌လည်းပကံခေကြောက်စစ်အမှုပညာလက်ရာဤနမူနာစံပြများကိုတွေ့ရသည်။ရင်းလက်ရာများအနက်စိတ်ဝင်စားစရာအကောင်းဆုံးမှာတိုင်ကြီးလေးတိုင်ဖြစ်သည်။ဘာကူများဖြင့်ပြုလုပ်ထားသောကြောက်အုပ်တိုင်ကြီးများဖြစ်သည်။တိုင်ကြီးလေးတိုင်ဤ၁၆မျက်နှာ၌သုံးမြောက်ပုံကနုတ်ပန်းများနှင့်ကြာပန်းများကင်ထားသောမျက်နှာလေးခုပြမာကြီးဤပုံကိုထွင်းထူထားသည်။ ဒုတိုင်ကြီးလေးတိုင်၌ပဲဂျာပန်၊ပလဲကုံ၊ဘလူးပန်ဆွဲ၊ဟင်းတာရုပ်စသည်တို့ကိုလည်းတွေ့ရခြင်းဖြစ်သည်။ပကံခီးတဲ့သည်ညံဖျားကိုကြည့်ရှုရင်မျက်စိမြင်၌အမခန်းပကံခိကြောက်စစ်အမှုပညာလက်ရများပေါ်လာတဲ့ကဲ့သို့ပင်အခြားအာယုံတစ်ခုလည်းပေါ်လာသည်။ဒုအာယုံကလုံမန်းဘွားဖြစ်အကျဉ်ခံရသောမနုဟာမင်းကြီးဖြစ်သည်။နမ်ယာဒီတစ်ဖက်ကပကံခိကြောက်စစ်အမှုပညာလက်ရများ၏ဆံနမူနာဖြစ်နေခဲ့တဲ့ကိုပဲတခြားတစ်ဖက်၌လည်းစိတ်ဤသင်္ကေတတစ်ခုဖြစ်နေသည် จะต้องมาบวชอีกมันลักษณะขูดเช่นนี้ดี